ခင်ပွန်းတဲ့ကြောင့်အရွယ်မတန်ခင်ဘဝတကူဆုံးရှုံးလိုက်ရတဲ့ဘကိုးမျိုးကအမျိုးသမီးပြိတ္တမြလုံးမင်းမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လဲကြိုးစို့လိုက်ပါတယ်ခင်ပွန်းတဲ့ရဲ့အိမ်တွင်းရဲ့အကြံဖတ်မှုတွေကြောင့်အသက်ပါဆုံးရှုံးလိုက်ရတာကတော့ဘကိုးမျိုးကအိမ်တောင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်ဒီအဖြစ်ပြကြောင့်ပဲခင်ပွန်းတဲ့ရဲ့အိမ်တွင်းအကြံဖတ်မှုတန်တွေကိုခံနေရတဲ့အမျိုးသမီးတွေကိုအကူအညီပေးကြဖို့အတွက်လူတွေကပုံမှန်သတိပြုမိလာကြပါတယ် အခုလိုမျိုးခင်ပွန်းတဲ့ရဲ့အင်တွင်ကြံဖတ်မှုတွေကိုခံပြီးတော့အသက်ဆုံးရှုံးခဲ့ရတာကတော့ဘကုမျိုးကအသက်32နှစ်အရွယ်မလင်းလင်းကျော်ခေါ်ပဲပဲပဲဖြစ်ပါတယ်။ဘကုမျိုးစိန်ထွန်းရက်ကွက်လက်ဝဲတုံတရာလမ်းမနေတိုင်းနေမလင်းလင်းကျော်ကအစောပိုင်းမှာတော့ခင်ပွန်းတဲ့ကိုအောင်မြင့်မြတ်နဲ့တာယာပျော်ရွှင်တဲ့အင်ထောင်ရေးတစ်ခုကိုတီထောင်ထားနိုင်ခဲ့တယ်လို့သိရပါတယ်။ မလင်းလင်းကျော်နဲ့ကိုအောင်မြတ်မြတ်တို့ကစေကျော်သက်အွယ်မှာကလေးကအိမ်ထောင်တစ်ခုကိုတည်ထောင်ထားပြီးတော့တားလီတယောက်တောင်ရရှိထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ကိုအောင်မြတ်မြတ်နဲ့မလင်းလင်းကျော်တို့ကတားလီတယောက်ရပြီးမှတဘရာချင်းမတိုင်ဆိုင်လို့လမ်းခွဲပြီးတော့မလင်းလင်းကျော်ကဂျပန်ကိုထွက်ကအလုလုကင်နေခဲ့ပါတယ်။မလင်းလင်းကျော်ကတယောက်တည်းတောက်ပါခဲ့ပေမယ့်ငယ်ကြီးဦးဆိုတဲ့တန်ရုံးစင်နဲ့မြမပြည်ကိုပြန်ရောက်အပြီးမှာခင်ပွန်ဟောင်းကိုအောင်မြတ်မြတ်ကိုပြန်လဲပေါင်းသိမ်းပြီးတော့နောက်ထပ်ကလေးတယောက်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကိုအောင်မြတ်မြတ်ရဲ့ တွင်အကြံဖတ်မှုတွေကိုမလင်းလင်းကြော်ကမပဲပဲတယောက်တော်တော်လေးကိုခံနေခဲ့ရပါတယ်။အပြင်းမှန်းလူအမြင်မှာတော့ကိုအောင်မြင့်မြတ်နဲ့မလင်းလင်းကြော်တို့ဟာတားလေးနှစ်ယောက်နဲ့တရားပျော်ရွှင်တဲ့မိသားစုပါပဲ။ဒါပေမဲ့လည်းနောက်ကွယ်မှာတော့မလင်းလင်းကြော်ကအိမ်တွင်အကြံဖတ်မှုတွေကိုခံနေခဲ့ရတာပါ။ဒီအကြောင်းကိုလည်းမလင်းလင်းကြော်ဟာတယောက်တည်းချိန်မိခံစားနေခဲ့ရပြီးတော့ရင်ဖွင့်တဲ့ဆရာမစီကိုပဲရင်ဖွင့်ခဲ့ဘူးတာဖြစ်ပါတယ်။အခုခါမှာတော့မလင်းလင်းကြော်ဟာခင်ပွန်းတဲ့ရဲ့လှုပ်ချမှုတွေကြောင့်အသက်ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။မလင်းလင်းကြော်ဟာဒါနဲ့ထိုးခံ ခဲ့ရပြီးတော့လေကားပေါ်ကပြုတ်ကြကဘကုန်းစင်းုံအရောက်မှာပဲစုံပါကွယ်လွန်သွားတာဖြစ်ပါတယ်။အခုတော့မလင်းလင်းကျော်ရဲ့ခင်ပွန်းတဲ့ကိုအောင်မြတ်မြတ်ကလည်းအခုချိန်မှာထွက်ပြေးလွမြောက်နေရဖြစ်ပါတယ်။မလင်းလင်းကျော်ရဲ့လူမမဲကလေးနှစ်ယောက်ကိုတော့မိခင်ကိုဆုံရှုံကဖခင်ကလည်းဝန်ရံပြေးဖြစ်သွားတာကိုကြုံခဲ့ရပါတယ်။ ကိုအောင်မြတ်တို့အတိုင်းဝိုင်းဘက်ကတော့မလင်းလင်းကျော်ကိုမကြက်ခဲ့ကြအောင်မလင်းလင်းကျော်ကလည်းမြားချင်းရံဖြင်းရင်းနဲ့လေကားကနေပြုတ်ကျသွားခဲ့ရဖြစ်ကြောင်းပြောခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းမလင်းလင်းကျော်တို့ဘက်ကတော့ခန္ဓာကိုယ်ပေါ်ကဓာတ်တံရီကိုထုတ်ပြလာပါတယ်။ ဘာပဲဖြစ်ဖြစ်ကိုအောင်မြင့်မြတ်ကတော့အခုချိန်မှာထွက်ပြေးသိမ်းရှောင်နေဆဲဖြစ်ပါတယ်။ဒီလိုမျိုးဗကုမျိုးကအဖြစ်ပြန်ကြောင်းလူတွေကတော့အမျိုးသမီးတွေနဲ့အိမ်တွင်းကြံဖက်ခံနေရရင် toxic relationship နဲ့ကြုံနေရရင်တောင်းတီးခံမနေပဲအကူအညီတောင်းသင့်ကြောင်းလွတ်မြောက်ရလမ်းကိုရှာသင့်ကြောင်းတာသမီမျက်နှာကုန်သိခါကိုငဲနေရင်အသက်ပါပေးရတတ်ကြောင်းဗကုမျိုးကမလင်းလင်းကြော်ရဲ့အဖြစ်ပြက်ကတတ်တေပြနေရလို့ဆိုကြပါတယ်။အခုချိန်မှာတော့မလင်းလင်းကြော်တည်ဆုံးသွားခဲ့တဲ့အမှုကိစ္စတွေကိုစုံစမ်းနေကြသေးပါဘူး။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအိမ်တွင်းစံဖတ်မှုကိုခံရပြီးအသက်ဆုံးရှုံးသွားရတဲ့မလင်းလင်းကြုံနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေရှင်။